ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ brother တို့အနေနဲ့ဂိမ်းဆော့တာလည်းကြာပြီးကိုယ့်ရဲ့ skill တွေကလည်းမတိုးတက်လာပဲနဲ့ကျွန်တော်တို့ season ကုန်သွားလို့ရှိရင်လည်းကိုယ့်ရဲ့ run epic ကနေ legend လောက်ထိပဲပြန်တက်နိုင်တဲ့လူတွေဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ဖို့ပြောချင်ပါတယ်ဗျာခု view လေးက brother တို့အတွက်ကိုအကျိုးတော်တော်များများရှိမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ view လေးကို like လေးတစ်ယောက်တစ်ခုနှိပ်ခဲ့ပြီးတော့ channel လေးကို subscribe လုပ်ပြီးတော့ VPN လေးနဲ့ကြော်ညာလေးကြည့်ဖို့တောင်းဆိုချင်ပါတယ်ဗျာအောင်လေးကစီးနေတာဗျာအောက်ပြန်ပြန်နေတာတောင်းလေးလည်းတာကြီးဗီဒီယိုကြီးက နံပါတ်1ကတော့ gain knowledge ပဲဖြစ်ပါတယ်ဒီကောင်ကတော့ကျွန်တော်တို့ update တွေဘာတွေမှာကျွန်တော်တို့ဘယ်ကောင်တွေကဘယ်လိုမျိုး buff ထားတယ်ဘယ်လိုမျိုး refund ထားတယ်ဆိုတာမျိုးမဟုတ်ပဲနဲ့လက်ရှိ original server မှာကျွန်တော်လက်ရှိ meta ပေါ့နော်ဘယ် hero တွေကဘယ်လိုမျိုးကောင်းပြီးတော့ဘယ်လိုမျိုးကြီးကျန်းနေလဲဘယ် hero adjustment လုပ်ထားလဲအဲကျွန်တော်လေ့ကျင့်ဖို့လိုတယ်ပေါ့နော်ပြီးရင်ကျွန်တော် meta ဝင်တဲ့ hero တွေလည်းကိုကကြိုးစားချင်းချင်းကိုင်တက်ဖို့လိုတယ် okay ပြီးသွားလို့ရှိရင်တော့ brother တို့က tournament တွေကြည့်တယ်ဒါမှမဟုတ်လည်းကျွန်တော်ပြိုင်ပွဲတွေပဲကြည့်ရထားပါတော့ဆိုရင်တော့မှာပြိုင်ပွဲတွေကြည့်ရတဲ့နေရာမှာ brother တို့ကကြည့်ုံပဲကိုအသိနိုင်ုံပဲအားပေးရဆိုတဲ့ပုံစံမျိုး းကြည့်ပဲနဲ့ဒီပွဲမှာပယ်လီယာတယောက်ကဘယ်လိုမျိုးနေရာမှာဘယ်လိုမျိုးအမှားတွေလုပ်သွားတယ်ဆိုတာကိုပါကိုဘသာကို analysis လုပ်ပြီးတော့ကြည့်လို့ရပါတယ်ကိုကကို analysis မလုပ်တတ်ဘူးဆိုရင်လည်းကျွန်တော်တို့ brother တို့အနေနဲ့ KZ တို့နောက်ထပ်မြန်မာနိုင်ငံမှာ analysis လုပ်တဲ့ brother တွေရှိပါတယ်သူတို့ပြောပြထားတဲ့ video မှာဆိုရင်တွားကြည့်မယ်ဆိုရင်အဲ player တွေအမှားတွေဘယ်လိုမျိုးတွေကျွန်တော်တို့ lane တွေအပေါ် lane နဲ့ out lane တွေပြန်ဆင်းမယ် rotation တွေကိုဘယ်လိုမျိုးသွားတယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဗောနော်ဒါတော့ pro player တွေ ကျွန်တော် game style ကိုတို့ analysis လုပ်ပေးကြတာဗောနော်အဲကိုယ့်ကိုလောက်တက်လို့ဆိုရင်တော့အဲအဲ့လို analysis video တော့ကြည့်ကြရမလို့ကြည့်ရင်တော့ကျွန်တော်ပို့ပြီးထိရောက်တယ်ဗောနော်ဘယ်အမှားတွေကဘယ်လိုရှောင်တဲ့နေဆိုတော့ပို့ပြီးတော့ထိရောက်မှာဖြစ်ပါတယ်ကဲနံပါတ်2ကတော့ focus on hero selection ဗောနော် hero ရွေးချယ်မှုကိုကျွန်တော်တို့ io site ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့ play style နဲ့ kait ညီတဲ့ hero တွေကိုပဲရွေးချယ်ပါ meta နဲ့ kait ညီတဲ့ hero တွေကိုလေ့လာပြီးတော့တို့ရဲ့ ability တွေကျွန်တော် combo တွေကိုလေ့ကျင့်ပါ brother တို့က cos squad နဲ့ဆော့တဲ့အချိန်မှာဘာလို့ဆော့လဲဆော့တဲ့ role ပေါ်မှာမူတည်ပြီးတော့ enemy ဘက်ကပစ်ထားတဲ့ hero တွေကိုဘယ်လိုကောင်းတာမလဲ identity ုဘယ်လိုမျိုးဘယ်လိုချိန်ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲလုပ်မလဲဆိုတာကိုသိထားဖို့လိုအပ်ပါတယ်ဗျနံပါတ်3ကတော့ကျွန်တော်တို့ improve math aware နဲ့ပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် mini map ကိုမကြာခဏကြည့်ပြီးတော့ရန်သူတွေရဲ့လှုပ်ရှားမှုကျွန်တော်တို့အဲဘယ်လိုမင်းနေရာမှာဘယ်လိုရှိရဲဆိုတာကိုတတိပေးပါ ရန်သူဂျန်ငယ်လာဘာမှရှိနေလဲကျွန်တော်အနမီရိုမှာကျွန်တော်တို့မက်စမန်ကိုကန်ဖို့ဘဲချုံမှာကန့်နေလဲဆိုတာကို information အတိအကျပေးလို့ရပါတယ်မီနီမတ်မှာအနမီရပေါ်လာတော့တနေရပြောရလို့ရှိရင်အဲ့ရအနမီရဘယ်နေရာနေဘယ်လိုထွက်လာမယ်ဆိုတာကိုကိုကကြိုတင်ခံမှန်းနိုင်ရမယ်ပေါ့ဗျာနံပါတ်4ကတော့ item bay နဲ့ airplane step up ကိုတေချာလေ့လာပါကိုသုံးနေတဲ့ hero အတွက်တင့်တော်မဲ့ item bay နဲ့ airplane ကိုကျွန်တော်တေချာရွေးချယ်တင်ပါတယ်ရန်သူရဲ့ team composition အလိုက်ကျွန်တော်တို့ item ကို adjustment လုပ်နိုင်ရပါမယ်ဘယ်လိုမျိုးလဲဆိုတော့ enemy back ကကျွန်တော်တို့ hurry escalator ပါလို့ရှိရင်ဒါဘယ်လို item ထည့်ရမလဲ okay mission နေနေဆိုရင်တော့ low in one အဲကျွန်တော် mass man အနေနဲ့အဲကျွန်တော် assassin နဲ့ fighter အနေနဲ့ဆိုတော့ကျွန်တော်တို့ sea hell ဘက်ပေါ့နော်ပြီးရလို့ရှိရင်တော့ tank နေအနေနဲ့ကျွန်တော်တို့အဲ့လိုမျိုး defend နဲ့သွားတဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်တို့ domain ice ပေါ့နော် okay အကယ်လို့ enemy ဘက်ကအဲ့လိုမျိုးတူးတက်ကြမ်းတဲ့ hero တွေရှိတက်ကြမ်းတဲ့ hero တွေပါလို့ရှိရင် counter item ထည့်ဖို့ကိုလုံးဝမပြင်းပါနဲ့ဗျာ number 5 time management အချိန်ကိုစီမံခန့်ခွဲမှုလို့ပါ game ထဲမှာကျွန်တော်တို့အနေနဲ့အချိန်စီမံခန့်မှုကလည်းအရေးကြီးပါတယ်ဥပမာအနေနဲ့ jungle creed တွေကိုဘယ်အချိန်မှာတတ်မလဲလိန်းကိုဘယ်အချိန်မှာ push လုပ်မလဲ minion လေးတွေကအစားကျွန်တော်တို့ဘယ်နှစက္ကန့်မှာ trump လဲဆိုတာကိုကျွန်တော်တို့ countdown လုပ်ထားပြပါဘောเนาะပြောလို့ရှိရင်တော့ကျွန်တော်တို့ objective တွေကိုကျွန်တော်တို့ဦးစားပေးပါဥပမာအနေနဲ့ target တွေ lot တွေကိုဘယ်ချိန်မှာတက်မလဲဆိုတာစဉ်းစားပါအဲကျွန်တော်တို့ target ဆိုရင်တော့10မိနစ်ပြီးွားလို့ရှိရင် lot ပြောင်းတယ်အဲ့ဒီတော့ lot ကို goal lot မှလုပ်မလား goal lot ဆိုရင်တော့20မိနစ်ပေါ့เนาะ10မိနစ်မှဆိုရင်တော့ goal lot ဖြစ်သွားတယ်အဲ့ဒီအချိန်မှာမှတ်မလားတခါလဲကျွန်တော်တို့တန်းချင်းအဲ ကိုမနစ်ဆယ်မိနစ်လောက်နဲ့ပဲတခါလေးတန်းရမလားအဲ့ဒါတော့ကျွန်တော်တို့ကိုပိုင်းအဲပွဲပေါ်မူတည်ပြီးတော့ကိုဟာကိုဆုံးဖြတ်လို့ရပါတယ်ဗျနံပါတ်6အနေနဲ့ကတော့ focus on team war ပဲဖြစ်ပါတယ်ကျွန်တော်တို့ mobile legend အားဆိုရင်ကျွန်တော် team war နဲ့ဆော့ရတဲ့ game ဖြစ်တဲ့အတွက်ကြောင့်အတင်းသားတွေအားလုံးနဲ့ညှိနှိုင်းပြီးဆောင်ရွက်ဖို့အရေးကြီးပါတယ်အတင်းသားတွေကိုကူညီဖို့တင်းမဖို့နဲ့ရန်သူတွေအတူတကွာတိုက်ခိုက်ဖို့အမြဲကြိုးစားပါဘာလို့လဲဆိုတော့အချိန်မှပြောခဲ့သလိုပဲပေါ့နော် enemy ရဲ့ location တွေဘယ်မှာရှိလဲငါကလော့ဘယ်ချိန်ချခြင်းလဲအဲဒီလိုချိန်မှဒီလိုမျိုးချခြင်းလဲဆိုတာကိုတေချာလေးသိပေးပါပြီးရင် line ကောင်းနေမကောင်းဘူးအဲကိုဘယ်လိုဖြစ်နေလဲဆိုတာကိုလည်းပြောမမေ့ ပါနဲ့ဗျပြီးရင် enemy ရဲ့ကျွန်တော်တို့အဲကျွန်တော်အဓိက AD mate တွေတုံးတဲ့ tigery ရဲ့ frank ကိုကျွန်တော်တို့ချားအဲ့လိုမျိုး AD mate တုံးပြီးတော့အဓိကတတ်ရတဲ့ကောင်တွေရဲ့ AD mate တွေကပြီးသွားပြီလားအဲသူတို့ရဲ့ count down အဲဘယ်လောက်ဆိုရင်ပြန်ပွင့်မလဲဆိုတာကိုကအစားကျွန်တော်တို့မှတ်ထားပြီးတော့ကို team mate ကိုရှိရင်ရှိတယ်မရှိရင်မရှိဘူးပုံဝင်လင်းပြောပြီးပါဗျနံပါတ်9အမှားတွေကနေတင်ယူပါရှုံးနေမှုတွေကိုကျွန်တော်တို့စိတ်မပြတ်ဘဲနဲ့ replay ပြန်ကြည့်ပြီးကိုယ့်ရဲ့အမှားတွေကိုပြန်လည်သုံးသပ်ပေါ့နော်အဲကိုကို analysis ပြန်လို့ကိုဘယ်နှမ်းမှလိုသွားလဲဘယ်နှမ်းမှမှားသွားလဲဆိုတာကိုကိုကိုပြန်လည်သုံးသပ်ပေါ့နော်အမှားတွေကို ကျွန်တော်တို့ရှောင်ရင်ပြီးတော့ဆော့ကျင်းအပြင်ကျွန်တော်တို့ brother တို့နေနဲ့ run time မှာဖြစ်ပြီးတော့ scale လဲတော်တော်လေးတိုးတက်လာမှာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဗျာကဲအခုတော့ Fellorin ရဲ့ကျွန်တော်တို့ Melody of Light ဆိုတဲ့ skin လေးရဲ့ scale effect တွေကို သွား show လိုက်ရအောင်ဘလို့နေလဲပေါ့ဗျာ Okay အဲ့တော့ကျွန်တော်တို့ဒီကောင်မက hero တွေဝင် sport တွေဝင်ကျွန်တော် Fellorin ကကြာတော့ဒီမှာတွေ့ Fellorin ရဲ့ Melody Melody of Light ဆိုတာကျွန်တော် collector လေးပဲဖြစ်ပါတယ်ဗောနော် โอเคကျွန်တော် entrance animation ကြည့်ရမယ်ဆိုရင်တော့ဒီကောင်မရဲ့ element ကိုကြောင်လေးပဲခေါ်မှာပေါ့နော်ဟွန်းရှောက်ပြေးနေကောင်းနေပေါ့မှာโอเคနောက်မှာတီးလုံးပုံစံကြီးပေါ်လာတယ် data ဒါအရှင်းမှာတွေ့ခဲ့ဘူးသလိုပဲเนาะโอเค scale file လေးတော့ show မယ် passive ကကြတော့ဘယ်လိုလာမလဲချက်ကြည့်ကြည့်မယ်ဟာအဲ့တော့တက်တယ်โอเคထားလိုက် scale 1 scale မှာတော့သွေးပြန်ပြည်တာ okay ကျွန်တော်တို့ဒီမှာမစိုးလှရပေါ့နော်အဲကျွန်တော်တယောလာပါဘယ်လိုခေါ်လဲ medlin လား medlin fat လေးထွက်လာ okay eddie may ဓိကပေါ့နော် eddie may လေးကြီးကြီးမယ် eddie may ကသွေးဟိပြီးအမအမဟိုးဆောင်ရမ်း fine နော်ဒီဘောတော့ကျွန်တော်တို့မှာမပြတာသေးပစိရမဖြစ်လို့လည်းမကျုပ်နှစ်ခါပဲဟီးရတယ်ဟာဖလိုရင်းကြီးဟုတ်တယ်အရင်တော့၃ခါလာမေးဟီးတယ်၃ခါ၅ခါထိဟီးခဲ့တဲ့ကောင်ကြီးဟိုနှစ်ခါပဲဟီးရတယ် အဲ့ဒီလေးရောတကယ်တော့လုံးဝလှတယ်နော်โอเคပြောလို့ရှိရင်တော့ဒီကောင်မကိုကျွန်တော်တို့ကစားမယ်ဆိုရင် brother တို့နေနဲ့ကျွန်တော် iden လေးကိုလောက်ပြီးသွားပါမယ်ဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော် airplan airplan ကလည်းကျွန်တော်ဒီမှာတစ်ခါပြပြပြပါမယ် mesh mode sport flooring okay မာ iden airplan ကိုကျွန်တော် pro stack ထဲကနေပြီးတော့ဒီ nematic နေရဟာကိုယူလိုက်မယ် okay ဒီမှာတစ်ချက်ကြည့်မှဆိုရင်တော့သူယူတဲ့ဟာတွေက fine နေပေါ့နော် ဒီမှာ I don't know just love ခြင်းနဲ့ဆိုရင်တော့ဖြင့်အဲ Oasis first side feeling time ပြီးဒီနေရာမှာအဲ enemy ဘက်ကကို wine aim မဲ့ကောင်မပါဘူးဆိုရင်တော့ဒါမသွားဘဲနဲ့ကျွန်တော်တို့ Oregon ပေါ့နော်ဒါလေးသွားပါဒီလိုမျိုးသွားလိုက်မယ်ဆိုရင်တော့တော်တော်ကြီးရှီးတယ်ရောတွေးတယ်ရောကိုတင်းမိတ်ကပြန်တက်မှာပဲဖြစ်ပါတယ်ဗီဒီယိုဆုံးနေကြည့်ပေးရဲ့ brother တွေအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာအားလုံးပြန်နေကြပါတယ်အားလုံးပဲဘိုင်ပါ